ဲ့ဒီကောင်ကစစ်ကောင်စီထံမှာအလင်းဝင်ထားတဲ့တော်လှန်ရေးတစ်စပေါက်ဒီကောင်ရုပ်မာနာကိုကိုယ်တိုင်တွေ့ခဲ့ရတဲ့စီရီယံကျောင်းဆရာမတယောက်ကရေးထားတဲ့ပို့ကိုလည်းကျွန်တော်ပြတိုင်းရင်းကိုငြိမ်းချမ်းဖို့အတွက်ကျွန်တော်တို့ပြည်သူလူထုတည့်ရလုံးကနော်တန်းခိုက်ရုံမဲဆွဲပေးတာတော့မဟုတ်ဘူးလားသူတို့ရဲ့နှုတ်ဆောင်ချက်ကသူတို့ရဲ့ဟာကကျွန်တော်မှန်ကန်နေလို့ပြောချင်တယ်ညာလို့မဲပေးမမောင်းလို့ပဲပြောချင်တယ်စစ်တပ်ကလူမိုက်ကြီးဖြစ်နေပြီအများစစ်တပ်လူမိုက်ကြီးဖြစ်နေပြီနော်ပါတီတွေနေဖို့လကပြောတယ်ပြည်တွင်းမှာပိုင်ပြိုင်တဲ့ပါတီတွေကိုုံးတော့ရတယ် ဒီတော့အခုစစ်ကောင်စီအောက်မှာပြိုင်ပွဲပါတီကောင်းလို့ရတယ်ရွေးကောက်ပွဲမှာအားလုံးပေါင်းရင်တော့10ရာ10ရာကျော်တော့မရခဲ့တဲ့ကောင် ောင်းပေးမိကွာ just လို့ရှင်ကနေပြန်လေး just ဆိုလိုက်ပါတယ်ခု just နဲ့သူကြမှာသူတင်လေးကတော့လိုင်းတက်စားပေါ့လူလိန်တွေအတွက်ပေါ့နော် one money ဂျာနေဆိုပြီးကိုစစ်တက်ဆက်ပြီးတဲ့အာတင်လေးတွေပေါ့နော်ဒီနေ့တင်ထိုးလီရဲ့ပြီးတော့နောက်မှာနော်ဘောမတွေရဲ့ဟောင်ခန်းလေးတွေဒီမဲကိစ္စတွေနဲ့ပတ်သက်ပြီးမှာပေါ့နော်ဘောမတွေဟောင်ခန်းလေးတွေအာဂျင်းနဲ့ reaction လို့တော့မပြောရတယ်ဟုတ်ပြီထုံးစံတိုက် just နဲ့သူဆုံးတွေ့လိုက်ပါ just prepare ကြပါတယ်ကြည့်အမေမပြောတော့ဘူးဆက်လိုက်ကြအောင် let's go ကဲဒီနေ့ live ပေါ်မှာဟော့နေတဲ့သတင်းတော့အဲ့ဒါကတော့တန်လင်းမှာဖန်းကန်ထိတယ်ဒီနိုင်ငံရဲ့အခြေအနေတယောက်ကိုရဲဖန်းသွားတဲ့ရဲလက်ကနေလုပြီးတော့သွားတာအခုပြန်ပြီးတော့ဖန်းကန်ထိတယ်ဆိုပြီးတော့ live ပေါ်တက်နေအဲ့ဒီကောင်ကစစ်ကောင်စီထမ်းမှာအလင်းဝင်ထားတဲ့တော်လှန်ရေးတစ်စပေါက်နော်ဒီကောင်ကတမိုင်းနေအခုမှအကုန်ထွက်လာတာ live ပေါ်မှာတွေ့အခုမှသတင်းမှာပါလာအရင်ရေးပြီးလို့ရှိရင်ဒီကောင်ရုတ်မာတာကိုကိုယ်တိုင်တွေ့ခဲ့ရတဲ့စီရီယံကြောင်းဆရာမတယောက်ကရေးထားတဲ့ပို့ကိုလည်း ကျွန်တော်ပြမယ်နော်အရင်ဆုံးကျွန်တော်တရင်အရင်ဖတ်ပြမယ်စစ်ကောင်စီကတန်လင်းမြို့နယ်၌ယနေ့နာမည်ပင်ဖမ်းဆီးခဲ့သည်ဟုဆိုသူများသည့်စစ်ကောင်စီဆန်အလင်းဝင်ထားသူများဖြစ်ကြောင်းတော်လှန်ရေးအင်အားစုများကပြောတယ်အင်းဒီဖြူနဲ့ကောင်ကချစ်ချစ်စင်လင်းတော်ထဲမှာအာနာငွေကြေးအလွဲတုံးစားလို့ရဲဘော်တွေကိုနှိမ့်ဆက်ညှဉ်းပန်းပြီးစကားဆစီမှာပြည်သူတွေနဲ့လှူထားတဲ့လက်နက်တွေနဲ့သူ့လူတွေခေါ်ပြီးအလင်းဝင်ထားတာကြားပြီးမြို့ပေါ်ကကြံခဲ့တဲ့ရဲဘော်မိသားစုဝင်တွေကိုတော့ချင်းချောက်ခဲ့တဲ့ကောင် ဘေးကသူမိမထောက်ဖို့အမိခံပြီးလိန်လိန်အဖမ်းခံရလို့ကဲတာတာလာရတစ္ဆာဖောက်ကောင်ဖောက်ပြန့်ရေးဓမ္မတွေဘာမှတနာစရာစောက်ကြောင်းမရှိဘူးဟုရဲဘော်တူဦးကစစ်ကောင်စီဘက်ကထုတ်ပြန်ထားတဲ့ဓာတ်ပုံနဲ့အတူရေးတာထားတယ်ရင်းဖွဲ့ဒီ2023ခုနှစ်ဇွန်လတွင်ဇူလိုင်လတွင်လက်နက်ငွေတိန်းထောင်ကျော်နှင့်အတူစစ်ကောင်စီထံ၌အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟုတန်လွင်တန်လွင်မီဒီယာက ဖော်ပြထားတယ်လက်ရှိတွင်စစ်ကောင်စီထံ အဖမ်းခံရသည့်အမျိုးသမီးသည့်ထောက်ပေါက်အမိခံဆက်လက်လောက်ကိုင်းနေရမှဖမ်းဆီးခံရရခြင်းဖြစ်သည်ဟုဆိုသည်တမဟာခွနစ်ကနေတောကြီးငန်းနဲ့ပါလာတဲ့ပါလာပြီးတော့အဲ့ဒီကောင်တွေလက်နက်နဲ့အတူအလင်းဝင်တော့တဲ့စစ်ကောင်စီဘက်ကိုပါသွားတဲ့အခုဖမ်းခံရတဲ့ကောင်မလေးကသူ့ရဲ့မိန်းမပေါ့သူ့ရဲ့မိန်းမကိုပြန်ကယ်ရင်အခုဖမ်းခံရတာပေါ့ဟု PDF တောင်ပိုင်းစစ်သေးတာအမှတ်နှစ်စစ်သေးတာခွဲမှတောင်ဝင်ရှိသူတူကလူလူຫນွေဦးကိုပြောတယ်ဇင်းနှစ်ပတ်တည်းတောကြီးငန်းစစ်တောင်းကိုမင်းမင်းရအဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ဒီမှာမှန်ကန်ကြောင်း ပြောတယ်တိုးတော်လဲစစ်ကောင်စီကဇူလိုင်2ရက်တွင်ဖမ်းဆီးသူများဟုတ်မဟုတ်အတီးပြည့်ရဲ့စီစစ်နေကြောင်းဆက်ပြောတယ်ထို့ပြင်ချင်းလေးစင်ခေါ်အင်ဒရူဒီ KNB နဲ့တွင် National Special Force အမည်ဖြင့်အဖွဲ့ထူထောင်ခဲ့ပြီး2023ခုနှစ်ဇွန်ဇူလိုင်လတွင်ဒုတက်ခွဲမှုရန်ကုန်ခေါ်ဖုံးမြင့်အောင်နှင့်အတူငွေများလက်နက်များယူဆောင်၍စစ်ကောင်စီဖြင့်ပူးပေါင်းတွားခဲ့ကြောင်းသိရတယ်ထို့ကြောင့် National Special Force ကို2023ခုနှစ်စက်တင်ဘာလတွင် ချက်သိမ်းခဲ့ကြောင်းအဖွဲ့မှကြံခေါင်းဆောင်တို့က RFA သတင်းဌာနကိုဖြေကြားခဲ့တယ်။ချစ်စင်လင်းခေါ်အင်ဒရူးနဲ့ရန်ကုန်ခေါ်ဖုံးမြင့်အောင်တို့ဒီအဖွဲ့အတွက်အလူခံရရှိထားတဲ့ထိုင်းပန့်ငွေ10သိန်းနီးပါးကိုယူဆောင်သွားခြင်းဖြစ်ကြောင်းတည်ရတယ်။ချစ်စင်လင်းမှာအဖွဲ့ဒီဇူလိုင်လ1ရက်ညကလိုင်တာယာမြို့နယ်ရဲစခန်း၌နိုင်ငံရေးပုံမှန်တပ်ဖမ်းဆီးခံရသည့်အမျိုးသမီးကိုစေးရုံလိုက်ပုတ်ချိန်တွင်ရဲတပ်မဝင်များကိုပြစ်ခတ်၍ကယ်တင်သွားကြောင်းစစ်တပ်ဝါဒဖြန့်လူမှုကွန်ရက် ်မီဒီယာများတွင်စတင်ဖော်ပြတယ်ထို့နောက်ဇူလိုင်လ2ရက်နေ့တွင်တန်လျင်မြို့နယ်ဗော့တပြေကန်ကျေးရွာအနီး၌ဖမ်းဆီးနိုင်ခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့် Telegram များကဓာတ်ပုံဖြင့်ဖြန့်ချိပြန်တယ်ထို့ပြင်၎င်းတို့ကရဲများကိုပြစ်ခတ်၍ကယ်တင်သွားပြီဆိုတော့ CCTV ရုပ်တံမှတ်တမ်းကိုပင်ဇူလိုင်2ရက်ညနေပိုင်းတွင်ထပ်မံဖြန့်ချိနေပြန်တယ်ကဲဒါကတော့နော်မတိလို့ရှိရင်တော်နိုင်ရေးဖက်ကကောင်ပုံစံနဲ့နော်အခုလက်ရှိဖြစ်တဲ့ဟာကိုတင်းနေတာတင်း အဲ့တော့ဒီကောင်နဲ့ပတ်သက်လို့ကိုတွင်ကိုတိုင်ကြုံတွေ့ခဲ့ရတဲ့ AOD တိုင်းကနေ CRM လောက်လာတဲ့ဒါကျွန်တော်နဲ့လည်းမောင်နှမလို့ခင်ပါတယ်ဆ iam ဘိုင်းကိုကိုလို့ခေါ်တယ်ဘူလန်နဲ့ကြောင်း CRM ဆ iam အကြောင်းဆ iam အဲ့တော့ဒူကိုတိုင်ရေးထားတဲ့ပို့ကိုလည်းကျွန်တော်ဖတ်ပြမယ်ရွမုံလုံးလို့မပြောတော့ဘူးနေခဲ့ပေမဲ့ခေါင်းစဉ်တက်ထားတယ်ခွေးဆက်ခွက်တွေပြန်တက်လာလို့ရေးလိုက်ပါအောင်မယ်တကယ်တော့ဆိုရင် လုံးဝမတနာဘူးတော်လှန်ရေးတစ္ဆာဖောက်ဒလန်ကောင်တွေမဟုတ်လောကကြီးကဒဏ်ခတ်ပါစေ အချို့အရာတွေကိုမေ့ထားနိုင်ပေမဲ့ကျမစီမံလဲကျမကျွေးတဲ့သမင်းစားတော်ပြီးအမှန်တရားကိုကျမဖော်ထုတ်လိုက်တော့ကျမအတက်ကိုပြန်ပြီးရန်ရှာခဲ့တဲ့ဒင်းတို့ကိုတော့ဒီဘဝမပြောနဲ့နောင်ဆယ်ဘဝတောင်ကျမမမေ့ပါဘူး National Special Force အမည်နဲ့အလှူတွေနိုင်ငံတကာကိုလှက်ပတ်ခံပြီးချနောင်ထဲမှာတော်လှန်နေတဲ့အကောင်အဖွဲ့ကကျမညမတွေစီကျမတငယ်ချင်းဆရာဆရာမတွေစီအထိအလှူလိုက်ခံတာကျမပြန်တိရတဲ့အခါဒင်းတို့ရဲ့ကလိန်ကကြစ်ဘလောက်ကြကြောင် ။ဘာစောင့်တော့မှမလုပ်ကြောင်းလိန်လယ်အလူခံနေကြောင်းကိုပညာရေးစီဒီအန်တွေရှိတဲ့ group ထဲမှာကျမပြောပြခဲ့တဲ့ဇကားတွေကို SS တွေကိုစီးမဆောက်တဲ့ဆရာတယောက်ကနေ group ထဲကနေအပြင်ကိုတဲထုတ်သွားပြီးစီဒီအန်ဆရာမတယောက်စီကိုပို့တယ်။အဲ့ဒီစီဒီအန်ဆရာမကနေတစ်ဆင့်တူပထွေးလူလိန်တပ်ဖွဲ့ကို SS တွေပြန်ရောက်တွားတဲ့အခါကျမနေတဲ့နေရာထိလက်နက်တွေနဲ့လူ9ယောက်ရောက်ချလာပြီးကျေတနာလာရှာတာခံခဲ့ရတယ်။ကျမကတက်တဲ့နဲ့အချက်အလက်နဲ့ပြန်ရှင်းတဲ့အခါသူတို့အလိန်တွေပေါ်ပြီ လူတွေရှေ့မှာစောက်ရက်ကွဲထားတဲ့အခါကျမှဆရာမကအချင်းချင်းတွေကိုအဲ့လိုတော့လိုက်မပြောတင်ပါဘူးဆရာမကြီးရဲ့ဆိုပြီးမျက်ရည်ခံတို့မျက်ရည်ထူခဲ့သေးတာတက်ခွဲမှုအဆင့်ဆိုတဲ့အင်ဒရုခချစ်လင်းချစ်စဉ်လင်းကဆရာမကိုအမလို့တဘောထားလို့လာမင်းမြန်လာပြောပြတာပါဆိုပြီးချွတ်ချသွားပါတယ်တကယ်တော့ကျမကိုနှုတ်လာပိတ်ခဲ့တာပါတရားကိုနှက်ဆောက်လို့ကျမအတက်ချမ်းသာရခဲ့တာပါကျမကိုကာဝယ်ပေးခဲ့တဲ့သူတွေရှိခဲ့လို့လူတွေအများကြီးရှိနေလို့ကျမအတက်မတည်ခဲ့တာပါ မဟုတ်ရင်တော့အလောင်းတော်ရှာလို့ရမှာမဟုတ်ပါဘူး။ဒလန်တွေမှန်းမတိအယောင်ဆောင် လူလိမ်မင်းသားခေါင်းဆောင်တဲ့ဘလူးတွေကိုကိုးကွယ်ခဲ့တဲ့အေယာဝဒီကစီဒီယန်ဆီယမ်မတယောက်ကိုလည်းခုချိန်ထိမမေ့သေးပါဘူး။အသက်သေးသေးနိုင်တဲ့အကြောင်းအရာတေတင်းလဲကိုတိုးမိုးခဲ့တဲ့စီဒီယန်ဆီယမ်ဆီယမ်မတွေရဲ့စိတ်ဓာတ်ကိုလည်းအတော်လေးအံ့ဩယွန့်ခဲ့မိပါတယ်။အချိန်ကစပြီးကျွန်မလူတွေကိုမယောမိအောင်မပတ်သက်မိအောင်နေပါတယ်။ညီသူနဲ့မဆိုအသက်နိုင်ဆုံးကင်းအောင်နေပါတယ်။ တော်နိုင်ရေးထဲကဆိုတဲ့အထုတ်ထို့တော့လူတွေကိုယွန့်ကြောက်မိလို့ပါပဲဆိုပြီးတော့ဓမ္မဒီ RFA ကတင်ထားတဲ့သတင်းရယ်ဒီကောင်နေစစ်ကောင်စီကတင်ထားတဲ့သတင်းရယ် BB ကတင်ထားတဲ့သတင်းကိုယူပြီးတော့ဒါကတော့ AR တိုင်းကနေ CDN လောက်လာပြီးတော့လက်ရှိကရင်ပြည်နယ်လူမြောက်နယ်မြေတနင်္လာမှာတော်နိုင်ရေးကိုထဲထဲဝင်ဝင်လှုပ်ဆောင်နေတဲ့ CDN ဆီယမ်ဒေါ်ပန်းကြီးကိုကိုเนาะကျွန်တော်တို့မှတ်ပန်းလို့ခေါ်ပါတယ်เนาะမှတ်ပန်းကြီး ရေးတင်ထားတာအဲ့တော့ဒူကိုတိုင်းကြုံတွေ့ရတဲ့ဒီလူလင်ရဲ့ဖြစ်စဉ်နော်အဲ့တော့လက်ရှိကရင်ပြည်နယ်မှာတောင်ပိုင်းတောင်ပိုင်းနာမည်ပြတ်တယ်ဆိုတာအဲ့ဒီအောက်တန်းစားတွေကြောက်တယ်အများကြီးပါတော်လှန်ရေးမှာတောင်ပိုင်းကိုစိတ်သက်ကြွားတဲ့အချက်တွေထဲမှာနော်ကျွန်တော်ဒီမြမတီကိုတိုက်ပြီးတော့ BG ရဲ့အကူအညီနဲ့စစ်ကောင်စီလက်ထက်ပြန်ဝါတဲ့အချက်ကဲပြီးလို့ချင်းအဲ့လိုတော်လှန်ရေးကိုခုတုံးလုပ်နေတဲ့လူယုတ်မာတွေကြောက်ကရင်ပြည်နယ်ဟာတောင်ပိုင်းတိုင်းဟာနာမည်ပြတ်ကြတယ် ဒါပေမဲ့ကျွန်တော်အမြဲပြောခဲ့တာရှိပါတယ်မင်းတို့လူတစ်ယောက်နှစ်ယောက်ကိုမကြိုက်ရုံနဲ့တောင်ပိုင်းတိုင်းဆိုတဲ့ဟာမျိုးကိုစော်ကားလို့မရဘူး။ဘာဖြစ်လို့လဲ။အဲ့ဒီတောင်ပိုင်းတိုင်းထဲမှာအတက်ရေးပြီးတိုက်နေတဲ့ရဲဘော်တက်ရောက်ချင်းအဲ့တက်ရောက်အတွက်ငါတို့တုမျက်နှာကိုကြည့်ရမယ်။ဒါကြောင့်မလို့တော်လှန်ရေးကိုစိတ်ပါလက်ပါလုံနေတဲ့အရာရှိတွေနော်တက်ရင်းမှုတွေတက်ကွဲမှုတွေစစ်ကြောင်းမှုတွေနော်ရဲဘော်တွေအများကြီးရှိတဲ့အတွက်ငါတို့စိတ်သက်ကြစရာမလိုဆိုစကားကိုကျွန်တော်တော်လှန်ရေးအတိုင်းဝဲမှာကျွန်တော်အမြဲပြောခဲ့တာပါ။အဲ့တော့အခုစစ်ကောင်စီဟာ ရက်ွက်ထဲကခလေးတွေဖမ်းမိတယ်ပေါက်ပန်း40လက်မှတ်တွေထိုးခိုင်းတယ်အခု ARD တိုင်းဘက်မှာဆိုရင်ဘလောက်ထိစိုးလဲဆိုတော့ចောင်းသားတွေရဲ့မိခင်တွေကိုခေါ်ပြီးတော့လက်မှတ်ထိုးခိုင်းတယ်ခံဝင်ထိုးခိုင်းတယ်အဲ့ဒါဘာခံဝင်လဲဆိုတော့ NUG ကတင်တဲ့ဓာကလပညာရေးအစီအစဉ်မှာဒီ online ကနေမပတ်သက်ပါဘူးမပါဘူးဆိုတဲ့ခံဝင်ကတိ NUG နဲ့မပတ်သက်ပါဘူး NUG ရဲ့တင်တဲ့ဓာကလပညာရေးမှာမပါပါဘူးဆိုတဲ့ခံဝင်ကတိကို ခလေးတွေကြောင်းသားတွေရဲ့မိဘတွေကိုတောင်လက်မှတ်ထိုးခိုင်းတယ်အဲ့တော့အခြားတော့ဒီလူငယ်တွေကိုဖမ်းပြီးတော့ PDF ဘာလို့လက်မှတ်ထိုးခိုင်းပြီးအလင်းဝင်တဲ့ဝါရဖြန့်တာနေတော့ပြောမနေနဲ့အဲ့ဒီထဲမှာစုံမျိုးတွေကတော့အခုတို့ကောင်မျိုးတွေပါသွားတာအဲ့တော့မတိတဲ့လူတွေကဒီလိုကောင်မျိုးတွေကိုတော်လှန်ရေးဘက်ကပါဆိုပြီးတော့ဟမ်စုတ်တက်တက်တက်နဲ့နာကြီးနေမှာဆိုလို့အဲ့တော့ဖမ်းကန်ထိတာလေသူ့မယားလူလိမ်မှာပဲဖမ်းကန်ထိတာထောက်ဖို့အယောင်ဆောင်နော်ဒီလိုဟာမျိုးတွေကို သေးတံပေးလိုက်ခါမှာเนาะစစ်ကောင်စီကကိုချင်မီလို့လိုမျိုးပြည်သူအတွက်မမမမရက်တည်တဲ့လူတွေကိုတော့เนาะရဲရဲဆက်ဆက်လုပ်ပြပေးမယ်ဒီဒါမဲ့တခုတော့မှားသွားတယ်တော်လိုင်းဘက်ကမပြောဘဲနေရမှာမပြောဘဲနေပြီးဝမ်းနေပြလိုက်ခါမှာဟမ်ဒီလူကတော်လိုင်းအတွက်မရှိမဖြစ်ပုံစံမျိုးလုပ်ပြလိုက်ခါမှာအဲ့ဒါမှနမေလို့တွေတည်တံပေးလိုက်ပြီးရောအဲ့ဒါအဲ့ပြီးမှသူတို့တည်တံပြီးပြီးသူတို့ပြီးသွားမှတို့ကတခွက်စောသွားတယ် နော်သူတို့တွေအကောင်လုံးနှုတ်ဘူးကမှအေးအဲ့ဒီကောင်ကဒီကောင်ပါတော်လှန်ရေးလူလိန်ငါတို့လက်နဲ့မလုပ်ရှင်းတို့မင်းတို့လက်နဲ့လုပ်ခိုင်းတယ်ပြောရမှာဒါပေမဲ့အခုတော့လည်းမရတော့ဘူးတတင်းကပတ်သွားတော့ဒီကောင်တွေထမင်းပိုင်တရားကျွေးပြီးတော့နော်ထောက်ပံ့ခြင်းတွေပိုင်ပေးပြီးပြန်လွတ်လပ်နိုင်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ဘက်ကလူတွေအနေနဲ့တိဖို့ပြောပြတာနော်တော်လှန်ရေးမှာလက်သုံးချောင်းထောင်ပြီးတော့တော်လှန်ရေးပြီးမှစိုးရိမ်တဲ့ထဲမှာအဲ့လိုအောက်တန်းစားခွေးမျိုးတွေရှေ့ဆုံးမှာပါနော်ဒါကျွန်တော်ဟိုတော်လှန်ရေး ဘက်ကလူတွေဆိုရင်ဘလောက်ပဲလုံးလုံးကျွန်တော်တန်ဖိုးထားခဲ့တယ်ဒါပေမဲ့တော်လန်ရေးကိုနောက်ကျောဓာတ်နဲ့ထိုးတဲ့လောက်ရမျိုးကိုတော့ကျွန်တော်တို့လက်ခံပေးလို့မရဘူးအဲ့လိုလုံးတဲ့ကောင်မျိုးဆိုလည်းပြက်ပြက်တတ်တာအေးအေးယူဖို့အရေးကြီးပါတယ်ကျွန်တော်တို့တော်လန်ရေးရဲ့အတက်တွေရင်းထားတာဗျာနော်ဒါကြောင့်မလို့ဒီနေ့အဲ့ဒီအဆောင်ကမတိတဲ့လူတွေအာနိုင်ငံရေးသမားကိုဂျားနေဖြတ်ခဲ့ဘောအာသူရဲကောင်းတတ်မှတ်မှာဆိုလို့နော်သူရဲကောင်းမဟုတ်ဖာကောင်းတကလေးကကြည့်တခိုးနော်ရှင်းရှင်းလေးပဲအဲ့ဒါအဲ့ဝမ်းနေမနေနဲ့တိအောင်လို့ဒီဒင်းလေးကိုတင်ပြတာ ကဲကိုစီပြောတော့တာမှန်ပါတယ်เนาะဒါမျိုးတရားတကယ်တစ္ဆာဖောက်တဲ့ကောင်တရားเนาะဘယ်လိုအကြောင်းမျိုးနဲ့ပဲเนาะကိုကိုပေါ်အော်ဘယ်လိုပြောမလဲစကားချုံနေပါစေဘယ်လိုအကြောင်းနဲ့ကိုပေါ်ပြန်ကောင်းနေပါစေเนาะတစ္ဆာဖောက်ပြီးသားလူတွေကတော့ဘယ်တော့မှเนาะယုံကြည်လို့မရတဲ့အထက်မှာတော့ပါတယ်เนาะဆိုတော့เนาะကိုစီတင်ဆက်ပြီးတော့ပေါ်ပရိသတ်ကျတော့အမင်းတုံးတက်ချက်လေးတွေကို comment မှာရေးပြကြပါကဲဆက်လက်ပြီးမှာဒီမှာပိုင်ရဲကိုဆိုလားအဲဘောမှာပိုင်ရဲကိုရဟောင်းခံပေါ့နော်အဲပိုင်ရဲကိုမှာ ဘိုးရက်လှဆွေကိုဘာတွေပြောသွားမလဲတစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်တိုင်းကြီးမှာတက်လာတဲ့ပါတီတွေတက်လာတဲ့ပါတီတွေကစလာပါပြီဆိုတော့တက်မလို့နဲ့သွေးခွဲပြီးတော့တက်မလို့ကိုတိုက်ခိုက်ပြီးတော့မှခင်ဗျားတို့နေရာတွေဘာလို့လိုချင်တာလဲဒီပြီးခဲ့တဲ့ဟိုရေဘေးတုံးကပြီးခဲ့တဲ့ရေဘေးတုံးကဟိုဥပုဒ္ဒလဆွေပေါ့သူကကျန်းခိုင်ပါတီဖြစ်မယ်နော်ဥပုဒ္ဒလဆွေကရေဘေးတုံးကအိမ်ခရိုင်ဆာရွက်ဆာတန်းတွေပြတ်ကောက်ရတယ်ပြတ်ကောက်ရတဲ့အခါကျတော့ အဲကျော်စိုးဦးတို့ကျော်မျိုးမင်းတို့ဆိုပေးမှာမဟုတ်ဘူးသူရဲ့နေမြချီယုံရင်မူလားသူပြောတဲ့ဥစ္စာပါနော်သူကနေသူမလို့ပေးတာဆိုပြီးတော့ပြောတယ်အဲ့ချိန်မှာအဲ့ဒီဦးဘူးလက်လှဆိုကိုကျွန်တော်ဘဝမှာအမုန်းဆုံးလူသားပဲကျွန်တော်သူ့ကိုမျက်နှာကိုကြည့်လို့မရအောင်မုန်းတာသူတက်ခိုင်ပါတီကသူ့ကိုကျွန်တော်ကြည့်လို့မရအောင်တော်တော်မုန်းတာအဲဘာကြောင့်မုန်းတယ်လဲဆိုလို့ချင်းဒီလူကြီးကလူကြီးဖြစ်သွားလို့ရှိရင်ဒီလူကြီးကနိုင်ငံမှာလူကြီးဖြစ်သွားလို့ရှိရင်တော့အဲသူပြောချင်တာတွေပြောတယ် ပြီးတော့ကျွန်တော်ချင်းသူပြောတဲ့သူတွေကသူနဲ့နေမှားတဲ့သူတွေကိုနှိမ်ချပြောဆိုဆက်ဆံပြီးတော့သူနဲ့ပတ်သက်တဲ့လူတွေကိုသာသူကောင်းမွန်ဆက်ဆံတယ်ဆိုတော့အတွေ့အကြုံကျွန်တော်ကောင်းတဲ့ကိုရောက်သွားရောက်သွားကျွန်တော်ဒီပါတီနိုင်ငံရေးတွေကိုကျွန်တော်စိတ်ဝင်လာခဲ့ဦးစစ်မှုထမ်းဥပဒေကိုပဲတည်ပြီးတော့ပါတီနိုင်ငံရေးတွေကပြောလာကြမဲဆွဲတာလားဒုံသီးမို့သူတို့အထင်ကြီးအောင်ပြောတာလားအမှန်တကယ်ကတော့အလယ်ရီလက်ထက်မှာလည်းပဲတမ်လော်နဲ့ဒါဆက်ဆက်မှုအားဝေးကွာသွားပြီးတော့နောက်ပိုင်းမှာအခုလူတွေပြဿနာကြီးဖြစ်လာတယ် နောက်လည်းကျွန်တော်တို့နိုင်ငံကြီးကိုအဲ့လိုဆွတ်ပေးတဲ့ကိုဆွဲထဲဖို့အတွက်ကိုတော့ခင်ဗျားတို့ဒါတော်တော်ကြီးကိုပြည်သူတွေအုံနောက်ညံပြေဆုံးမှရမယ်လို့ကျွန်တော်နေနေပြောချင်တယ်နော်အဲ့တော့ဒီပြည်သူလုံးပါစီရလည်းပဲဘာဖြစ်လဲကျွန်တော်ပထမတော့အာဒါအားကိုတကြီးနဲ့ကျွန်တော်တော်မှဒီအဲ့ဒီအကောင့်အနေနဲ့မှကျွန်တော်ဖုန်းနံပါတ်တောင်းတောင်းဖုန်းဆက်ဘူးတယ်ဒါပေမဲ့ဒီတကယ်တကယ်လဲကြာကြာဒီတရက်နဲ့ငါးလပိုင်းရလားမသိဘူးနော်သူတို့အဲ့မှာ ်ချင်းလင်းဝတ်လုပ်တဲ့အခါလဲကြလဲကြပါအဲ့မှာသွားတွေ့ဟာဒီလူသေးတာတက်ရင်တိုင်းပြည်မကြဘူးခနောက်ပြက်စီးမှထိတ်ကြတယ်တမသာမဲရလာမယ်ဆိုလို့လေဒီနေ့ကဲအလားအလုတ်သမားတွေအခုရနေတော့ဆိုအာဆီယံလာစားတော့မမီတဲ့ဥစ္စာဟလားအမတက်နှမျောဖို့ကောင်းပါလေအမတက်သနာဖို့ကောင်းပါလေအဲ့ဒီဖွားကြီးလဲတက်လဲတက်လာအဲ့ဒီဟိုအလုတ်သမားတွေအကုန်ဆုပ်ပြတ်တက်တာပဲဒီတိုင်းပဲဒီတိုင်းပဲဖြစ်တာပဲဒီလိုစကားတွေအရင်ကောင်းကောင်းကြီးပြောလာပြီဆိုလို့ချင်း တက်မနိုကောင်းကောင်းနှိမ်ချဆက်ဆက်လာဆိုအဲ့ပါတီတွေကိုခင်ဗျားတို့အကုန်လုံးခေါင်းထဲမှာထည့်တာခင်ဗျားတို့အတွက် NDA ကြီးပဲဆိုတော့ဒါကိုကျွန်တော်ပြောချင်တယ်။နောက်ဘူလက်လာဆိုရင်အကြောင်းကိုစောစောပြောတဲ့ဇာတ်ကားနဲ့ပြန်ဆက်ရမယ်။ဥပူလက်လာဆိုရဲ့တဲအနေတက်ဒီကန်အကောင့်မှာရောဥပူလက်လာဆိုပြောတော့တဲ့ဇာတ်ကားတွေကိုကျွန်တော်ထပ်ပြောပြအောင်မယ်။နော်။တက်မနိုကရခင်ကစစ်တီအင်အားမရှိလို့ကြဆုံးလာတွေ့ရတယ်နော်နောက်တခါအခုစစ်မှုတန်းဥပဒေတည်သူစစ်မှုတန်းဥပဒေကြောင့် အခုအပတ်စစ်15လောက်ရောက်လာတဲ့အချိန်မှာစစ်ကိုရက်တန့်ထားနိုင်တယ်တဲ့ရက်တန့်ထားနိုင်တော့မှန်ကန်တယ်လေမှန်ကန်တယ်မှန်ကန်တယ်အခုကျွန်တော်တို့ကဆက်လက်ပြီးတော့ဒီစစ်ဗုဒ္ဓအုပ်ဒီမှာတက်မှာကျွန်တော်တို့နိုင်ငံမှာရှိနေပြည်သူတွေတရက်လုံးအေးချမ်းမှာဒီဒေါ်ညညိုသင်းဆိုတဲ့အမျိုးသမီးကြောင့်ဟာလားဘသူတွေရအေးချမ်းပါလဲအာစေမှုန်တန်ဦးလေးစေမှုန်တန်ဦးလေးမလို့သာကြောက်လာတော့ तू ကအမနာမည်ကောင်းကြီးပဲ तू ကတောင်းပြပြီးတော့စကားသုံးလုံးတော့လဲရက်ွက်စရိုက်မျိုးနဲ့သုံးလုံးသွားတယ် ျွန်တော်ဒါတချို့ဟာကြမပြောချင်လို့ပြမပြောတော့တဲ့အနေအထားမျိုးရှိတယ်နော်အဲ့တော့အဲ့ဒီချိန်မှာကျွန်တော်ဥပုလက်လဆွေကိုဘယ်နေရာမှာသွားသဘောကြလဲသူတယ်ရီဂန်အကောင့်မှာသူတို့ပါတီတာအာနာရရှိခဲ့နေဝတ်တဲ့သူလုံမှန်ကပါလဲဒီတောင်းညံသူတွေအကျန်းဖက်တွေကိုစခန်းတွေကိုအမြင့်ဖြတ်ရှင်းမယ်အဲ့တကူတဲ့နဲ့ခင်ဗျားတို့တန်ပြီခင်ဗျားတို့တန်ပြီ နော်ကျွန်တော်ကတက်ငယ်ပါတီတွေဘယ်ဟာတွေညာတွေပြောတာမဟုတ်ဘူးအဲ့ဒီတစ်ခုလည်းနဲ့တန်ပြီညောင်းတိုင်းပြည်ကိုတခဲချင်းအဲ့ဒီလိုပြတ်သားတဲ့လူမျိုးကိုခပြောက်ထောက်ခံမယ်ကျွန်တော်ကမကောင်းဘူးမကြိုက်တာတော့မကြိုက်ဘူးပြောတယ်ကြိုက်ရင်ကျွန်တော်တို့ကကြိုက်တယ်လို့ပြောရမယ်နော်တကယ်တော့လုံးဆောင်ပြီတက်ငယ်ပါတီခပြောက်တက်လို့တကယ်သာမဒီအများကြီးမပြောဘူးတော့ဒီအကျံဖက်ဆိုတဲ့ဒူးရအကုန်လုံးကိုရှင်းနိုင်မှဆိုကျွန်တော်တက်တက်လုံးထိကတော့ကြက်ခံရင်ထောက်ခံသွားမှာအဲလေတိတယ် ။ဘာဖြစ်လို့လဲအမျိုးဘာသာတာသနာတော့ကိုကျွန်တော်တို့ထောက်ခံသွားမှာ။မျိုးဘာသာတာသနာတော့ကိုထောက်ခံသွားမှာတေးသေးချာချာပဲ။အဲ့တော့ကျွန်တော်ပြောချင်တာကတိုင်းကြီးမှာတက်လာတဲ့ပါတီတွေတက်လာတဲ့ပါတီတွေကစလာပါပြီဆိုတော့တက်မလို့နဲ့သွေးခွဲပြီးတော့တက်မလို့ကိုတက်ခိုက်ပြီးတော့မှခင်ဗျားတို့နေရာတွေဘာလို့လိုချင်တာလဲ။တက်မလို့နဲ့လက်တွဲပြီးတိုင်းကြီးကိုအေးချောင်းလှုပ်ဆောင်နိုင်ဖို့တော့ခင်ဗျားတို့ကအရေးချင်းမရှိဘူးလား။ ရှင်းမှုတန်ဥပဒေရှင်းမှုတန်ဥပဒေရှင်းမှုတန်ဥပဒေကလိုအပ်လို့ပြဋ္ဌာန်းလို့ရှင်လွတ်တော်ကြောင်းမှာပဲဖြတ်သိမ်းရမှာလို့လွတ်တော်ကြောင်းမှာပဲဆိုလွတ်တော်တယ်မလို့တောင်းတော့နိုင်ငံတော်စပြီးတော့လွတ်လပ်ရေးရမှာပြီဆိုတော့ဘိုးကျောင်းအောင်ဆန်းတော်မှာခင်ဗျားတို့ပြောတတ်တဲ့စကားဘာလဲခင်ဗျားတို့သိတယ်ခင်ဗျားတို့ပညာတတ်တယ်နော်စေမှုနာဥစ္စာနှစ်နှစ်တန်ဒီနှစ်နှစ်သုံးနှစ်တန်ဒီသုံးနှစ်တိုက်ကျင်တိုက်ကျင်မတိုက်ကျင်မတိုက်ကျင်ထင်းမှုသားစေမှုကိုထမ်းဆောင်ရမှာပဲလို့ခင်ဗျားပြောပြီးသားပဲဒါဥတွေပဲနော်အဲ့တော့ခင်ဗျားတို့ကျွန်တော်ပြောချင်တယ် တိုင်းပြည်ကိုငြိမ်းချမ်းဖို့အတွက်ကျွန်တော်တို့ပြည်သူလူထုတည့်ရလုံးကနော်တက်ခဲ့ရုံမဲဆွယ်ပေးတာတော့မဟုတ်ဘူးလားသူတို့ရဲ့လုံဆောင်ချက်ကသူတို့ရဲ့ဟာကကျွန်တော်မှန်ကန်နေလို့ပြောချင်တယ်ညာတို့မဲပေးမမောင်းလို့ပဲပြောချင်တယ်အားလုံးကြမ်းပါပါစေဗျာနော်မင်းတို့အဲ့ဒီစစ်မှုထမ်းကိစ္စကလေမင်းတို့ဥပဒေနဲ့ညီတယ်ဆိုပြီးမှနော်အားပြီးအမြောက်ထောက်ခံနေတာ ီတိုင်းကျင့်တော့မဟုတ်တော့ဟုတ်ပါတယ်ဒါအပြင်မဲ့မင်းတို့စစ်မှုထမ်းခိုင်းတဲ့ဟာကသူများနိုင်ငံကတိုက်လို့ကိုယ့်ဘက်မှာစစ်ရှုံးလို့ဟုတ်ပြီနော်လူအင်အားမရှိတော့လို့နော်တနိုင်ငံလုံးနော်အပီသူတွေလုံငယ်တွေစစ်မှုထမ်းရမဲ့ဟာမျိုးဆိုလို့ရှိရင်ဥပဒေတိုက်လို့တာတော့မှန်တယ်အခုဟာကသူများနိုင်ငံကလာတိုက်တာလည်းမဟုတ်ဘူးကွာကိုချင်းချင်းတိုက်နေလို့ရှုံးနေတာကမှအစစ်မှုထမ်းခိုင်းတဲ့ဟာတွေက အဲ့ဒါဥပဒေနဲ့ဘယ်တော့မှမငြေဘူးဆိုတာမင်းတို့ကောင်တွေတည်ထားစဉ်းစားထားနော်မင်းတို့ကောင်တွေအုံနောက်လေးနည်းနည်းပါပါရှိကြပါအောင်နော်ဆိုတော့ဟာဒီဥပဒေဒီဒီစမုထန်ကိစ္စကိုတည်တယ်လားဒီကောင်တွေဟာသူတို့ပြောလို့ရှိကြီးကြီးကျယ်ကျယ်အော်သူများနိုင်ငံကကို ကိုနိုင်ငံကိုတိုက်လာလို့ကိုကစရှုံးလို့ဟုတ်တယ်မလားစရှုံးစရှုံးလို့ကိုကဟိုဘာလဲ လူအင်အားနည်းလို့စစ်မှုထမ်းခိုင်းတာဆိုတော့တည်တယ်အခုဟာကပီတူရီကသူတို့ကိုထောက်မခံလို့နော်သူတို့ဘက်ကပဲအဲပီတူရီကိုနှိပ်ဆက်ပြီးမှငင်းချမ်းစွာဆန္ဒပြနေတဲ့ပီတူရီကိုနော်သူတို့ပဲတတ်ဖြတ်ပြီးမှနှိပ်ဆက်ပြီးပဲအဲ့ဒီပီတူရီကသူတို့ကို ပြန်တိုက်တာကိုသူတို့မနိုင်တော့လို့အဲ့ဒီစစ်မှုထမ်းဥပဒေအတိုင်းဆိုပြီးမှအဲ့ပီတူရီကိုပြန်ပြီးမှစစ်မှုထမ်းခိုင်းပြီးမှကိုအချင်းချင်းတတ်ဖို့တဲ့စစ်မှုထမ်းခိုင်းတာကအဲ့ဒါဟမ်တရားတယ်လို့မင်းတို့ကောင်ကြီးက မြင်တလားဟမ်ဆောက်ဘောဒီအဲ့ဒါကြောင့်မင်းတို့ကောင်တွေကြမ်းဖုတ်ပါတယ်လို့ပြောတာလေဟုတ်တယ်မလားဆောက်ယူဘောမှာတိုက်တယ်မင်းတို့ကောင်နော်ကဲဆက်လက်ပြီးမှာနော်ဒီစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးမှာပြောင်းကြည့်ပြောတဲ့တဲ့ရင်လေးဆက်ကြည့်လိုက်ကြအောင်အဲ့တော့ဒါစစ်မှုထမ်းကိစ္စလေးဆိုတော့ကျွန်တော်ပြောဆိုစေစေခြင်းကနော်စစ်မှုထမ်းကိစ္စအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြောမယ်ပြတိလားအခုစစ်မှုထမ်းကိစ္စက အခုဘောင်ကျော်ပြီးလုံနေပြီနော်ဘောင်ကျော်တော့အရင်မကြည့်ဘူးခင်ဗျားတို့တက်မတော်အတွက်မကောင်းဘူးရဲတော်လည်းမကောင်းဘူးဟာငါရဲနဲ့ခေါ်ဖန်ခိုင်းလိုက်ရမလားဟာငါစစ်တပ်နဲ့ခေါ်ဖန်ခိုင်းရမလားဟာအဲ့ပုံစံမျိုးကြီးလုံနေတာကြတော့ဘာနဲ့လားတယ်လို့ပြောဆိုတော့ခင်ဗျားတော်တော်ဆိုးနေတော်ဆိုးနေအဲ့အဲ့ရမလုပ်သေးဘူးမလုပ်သေးဘူးကြာလာရင်တီတူတွေရဲ့စိတ်ခံစားချက်ကခင်ဗျားတို့ဘက်မှာစန့်ကျင်မှုဖြစ်သွားစေတယ် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းတစ်ခုပေါ့နော်တိကျတဲ့သတင်းတစ်ခုတော့ရရှိခဲ့တယ်ရရှိတဲ့တစ်ခုမှဝန်နှုတ်သုံးအများကြီးပါပဲကျွတ်သတင်းတွေကကျွန်တော်အတီးပြုတ်စောင့်နေတယ်နော်တော်တော်ဒီပြုတ်တီးပြုတ်မှုမရှိဘဲနဲ့လည်းကျွန်တော်သတင်းကိုတော်တော်မပြောဘူးအဲ့ကြောင့်မို့ကျွန်တော်သတင်းတွေကကြာပါတယ်နော်ကြာတယ်အတက်နိုင်ဆုံးမြင်အောင်တော့ကျွန်တော်စူးစမ်းပြီးတယ်အတီးပြုတ်အခုတီးပြုတ်မှုနဲ့ကျွန်တော်စမယ်ဆိုရင်ဟင်္ဒရာခရိုင်နော်ဟင်္ဒရာမြို့နယ်ပေါ့ဗျာနော်ကျွန်တော်တို့ဒီ AR တိုင်းဘက်ကိုကျွန်တော်ပြောအောင်ပါ အေယာဝီတိုင်းဟင်္ဒရာမြို့နယ်မှာတဲ့ငဖားအုပ်စုဆိုတာရှိတယ်ငဖားအုပ်စုရွာနံမြားရွာနံမြားနဲ့ငဖားအုပ်စုလေဒါပေမဲ့အဲ့ငဖားအုပ်စုမှာရွာ900ရှိတယ်ကြာတိလားရွာ900ရှိတယ်အဲ့တော့အဲ့ဒီရွာမှာအုတ်ချုပ်ရေမှုကငဖားအုပ်စုရဲ့အုတ်ချုပ်ရေမှုသူ့နာမည်ကတီကျော်ဝင်းလို့ခေါ်တယ်နော်သူကဘယ်လိုခေါ်မလဲဆိုတော့သူကတော့အဲဘယ်လိုခေါ်မလဲအကြီးကဲဆိုတဲ့ခါကျတော့ခက်တီပီပီနေနိုင်ပြီမြဲသူမွေးထားတော့သူလူမိုက်ခေါ်ထားတဲ့ဒီယာယီမှုတွေနော် ယာယီမှုတွေတာမမဟုတ်ချက်ယာယီမှုနဲ့အကက်တွေအကုန်လုံးကလုံနေတဲ့ပုံစံတွေဟာဘာနဲ့လာတဲ့လဲဆစ်တက်ကိုမသိလို့ရှိရင်ဂျပန်တက်ကြီးလိုလိုမသိလို့ရှိရင်သိတယ်မလားတခါတကယ်ဟိုလူစိုးကြီးပုံစံမျိုးလောက်ထားတာကြီးတော့တွေ့ရတယ်အဲ့လိုပုံမှာတွေ့လို့ဗျစစ်မှုန်းကိစ္စနဲ့ပတ်သက်ပြီးတော့ရွာတွေမှာတဲ့ပိုက်ဆံကောက်ခံပါတယ်တဲ့နော်ရွာကြီးဆိုလို့ရှိရင်တရားကိုတင်းတရားနော်အဲချို့ရွာတွေဆိုရင်တင်း60အဲ့တော့ စစ်မှုတန်းကအိမ်မှာပေါ့ဗျာစစ်မှုတန်းကင်းလို့ခွင့်ရှိရတယ်ရှိတယ်ဒီလူတွေကလည်းမဖြစ်မနေပေးနေရမပေးဘူးလားဟဲ့ပေါ့မပေးလို့ရှိရင်ငါရဲတဲ့ဖက်ခေါ်ခံလိုက်ရမလားမပေးလို့ရှိရင်ငါစစ်တပ်သွားခေါ်ခံသွားခေါ်ပြီးသွားခေါ်လိုက်ရမလားဟာတကယ်လဲခေါ်တယ်ဆိုတကယ်လဲခေါ်တာရွာသားတွေကကြောက်တယ်အဲ့တော့စစ်မှုတန်းကိစ္စပဲခင်ဗျားတို့ဟိုကောက်တာပတ်စံဘယ်လောက်ရလဲတိတ်တရားပဲတိတ်တရားပဲကုန်မှာမှန်လားဆိုတော့ဒါတွေလည်းမမင်းနဲ့မေးတဲ့ကောင်ခေါ်ဖမ်းလိုက်ရမလားအဲ့တော့ဟိုကလာတဲ့သူကကျင်ဆက်လက်သုံးတယ်လက်ထိုက်လက်သုံးတယ်လေဗျာနော် အဲ့တော့လုတ်တဲ့ပုံစံလူမိုက်ဆန်နဲ့မိုက်ကြီးခွဲတယ်အဲ့တော့နောက်တစ်ခုကသူတို့ဒီစစ်မှုတန်းရောက်သွားတဲ့သူကလည်းတယောက်က350တရားအဲ့350တော့မှ3ချိန်ခွဲပေးတယ်နဲ့လေ350ဆိုတဲ့ခါကျတော့တယောက်က300ရာကောက်ထားတယ်ထားပါတော့အကျန်တဲ့350ကပဲရောက်သွားတယ်ဆိုတော့သူလူမိုက်ငါးတဲ့သူတွေကိုပေးနေရသလားလူမိုက်တွေကလည်းအခုကချိန်ချောက်မှုတွေများလာတယ်များလာတဲ့ခါကျတော့ပြည်သူတွေကိုဘာပြောလဲဆိုတော့မမေးနဲ့ဘလောက်ရလဲမမေးနဲ့အဲနောက်တစ်ခုက မဲနိုင်တယ်ဆိုတာမဲလည်းမနိုင်နဲ့မဲတော့နိုင်မခံတော့ဘူးလေဗျာဟုတ်ပြီကျွန်တော်ကျမတို့ရိုးရိုးသားသားမဲနိုင်ပါလို့မယ်ဆိုရင်တော့မှပဲမဲနိုင်မခံတော့ဟာအတာကလည်းတမောက်ဗျာသိလားအေးရိုးရိုးမလို့နဲ့ငါရဲသွားခေါ်လာမယ်တကယ်လည်းခေါ်လာတယ်စစ်တပ်သွားခေါ်တကယ်လည်းခေါ်လာတယ်နော်အချို့ဆိုမိမမှာသွားပြေးအိတ်နေတဲ့ပုံစံလေးတွေရှိတယ်နော်မထမ်းကြည့်ဘူးမပေးကြည့်ဘူးမပေးကြည့်ပြေးပြေးဆိုတာလွတ်အောင်ပြေးဆိုတယ်ပြေးမပြေးနိုင်ဖမ်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့အချင်းချောင်းမှုတွေဒါမျိုးလုပ်နေတဲ့အဲဦးတီကျော်ဝင်းတဲ့သူ့ရဲ့ လက်အောက်ယာယီမှုတွေပေါ့ဗျာယာယီမှုတွေနောက်ထပ်လူမိုက်တွေပေါ့လူမိုက်ဆိုတာလဲအပေါင်းအာရင်တန်တန်ပေါ့အနီအောင်ကနေသွားတယ်အဲနာမည်ကနာမည်ကြီးပါကျွန်တော်ကြားသိရပါတယ်ဦးတက်နိုင်လို့ကြားသိရတယ်နော်ဒါယူလိုက်ကြစစ်တက်ကဘာဖြစ်ဖြစ်တော့လဲဆိုတော့စစ်တက်ကကျန်တာတော့ဗျာနော်ဟိုစစ်မှုန်းကောက်တယ်ဒါတွေကတော့တနောက်ကစားရှိတတ်တာကျွန်တော်ပိတ်မပြောလို့တို့ပါတော့လည်းပဲစစ်တက်နဲ့ခေါ်ဖမ်းခိုင်းလိုက်ရမှာဆိုတဲ့ခါကျတော့စစ်တက်နဲ့ချင်းချောက်နဲ့ချင်းချောက်နဲ့ရဲနဲ့ချင်းချောက်တယ်ဆိုတဲ့ခါကျတော့ စစ်တပ်ကလူမိုက်ကြီးဖြစ်နေပြီခင်ဗျားတို့စစ်တပ်လူမိုက်ကြီးဖြစ်နေပြီเนาะအဲ့တော့အဲ့လိုချိန်ချောင်းမှုကမကောင်းဘူးเนาะနောက်ထပ်ဘယ်လောက်လဲဆိုတော့ဒီနေရာတွေကစည်ရင်းနဲ့ပတ်သက်ပြီးတော့ထိတွေ့တဲ့နေရာတော့ဟင်္ဒရာတို့အင်ကပူတို့တဲ့ထိတွေ့နေတဲ့နေရာတွေမှာဒါမျိုးဖြစ်တယ်ဆိုတာကအခုပြည်သူကကိုယ့်ကိုစန့်ကျင်မှုဖြစ်လာနိုင်ရင်ဖြစ်လာရင်အဲ့ဒီဘက်ချမ်းတွေကအခုသဘုံဝင်နေပြီ PDF နဲ့ပေါင်းသွားမှာ၄เนาะ AA နဲ့ပေါင်းသွားမှာ၄ဟာဒါတွေကကျွန်တော်ထည့်သွက်စဉ်းစားရမယ်อืม တော့မြောက်ဒါစင်ကျင်ပါဗျာကျွန်တော်ဒါအနုညွတ်တောင်းပန်တာပါเนาะဘာကြောင့်လဲဆိုတော့ဒါမျိုးတွေပြည်သူတွေဘက်ကနေပြီးတော့ကျွန်တော်တို့ကတော့ယက်တီရမှာပဲเนาะပြည်သူတွေစိတ်ကြောင်ကြီးပြောတော့တာလीเนาะကောင်းပါတယ်ပြောင်ကြီးလည်းအမြင်မှန်လာပါပြီเนาะอืมဟုတ်ပြီပြောင်ကြီးပြောတော့ပေါ့ပရိသတ်ဂျာမန်တော့တစ်ချက်လေးတွေကို comment မှာရေးပြပါကဲဆက်လက်ပြီးမှာဒီမှာကြောင်မျိုးမင်းရဟောင်းခါလီတစ်ချက်လောက်ဆက်ကြည့်လိုက်ကြောင်ကျွန်တော်ပို့လိုက်ပြည်တွင်းနိုင်ငံရေးပါတီတွေအကုန်လုံးနဲ့ပါတီတွေအကုန်လုံးခင်ဗျားတို့ကနေဒီမှာနေပို့လိုက်ခင်ဗျားတို့စော်ကားနေပြီ ်ပါတီတွေနေဖုံးလက်ကပြောတယ်ပြည်တွင်းမှာပိုင်ပြိုင်တဲ့ပါတီတွေအကုန်လုံးရတယ်ပြည်တွင်းမှာအခုစစ်ကောင်စီအောက်မှာပြိုင်ပြပါတီအကုန်လုံးရတယ်ရွေးကောက်ပွဲမှာအားလုံးပေါင်းရင်တော့တစ်ဆယ်ရာဆယ်ရာကျော်တော့မရခဲ့တဲ့ကောင်းနေတယ်ကဲဒါတို့ပါတီကုန်းကုန်းပြီကိုကိုကြီးတို့ဒေါ်သက်သက်ခိုင်တို့နော်ဝီတို့ဒေါ်သက်သက်ခိုင်တို့ပါတီတွေပေါ့ဗျာနောက် တခြားကျန်တဲ့လူတွေပေါင်းမှအများကြီးပေါ့နော်ဦးဦးခင်ကြီးတို့ရဲ့ပြိုင်ပြပါတီလည်းပါတော့ဗျာဦးတောင်ကြီးလည်းတမဦးကျော်သားဆိုးတော့အကုန်ပါတော့အကုန်ပါတော့ဗျာနော် NDF ဦးခမောင်ဆိုးတော့အကုန်ပါတယ်အဲ့လိုနာမည်ကျော်ပါတီတွေရှိသေးထောင်းဦးဆိုင်ရဲ့ပေါ့ပါတီတို့အကုန်လုံး အဲ့လိုအကုန်လုံးကိုတိမ့်ကြုံပြောပလိုက်တာအဖွဲလုံးပေါင်းလို့မှဆယ်ရာခိုင်နှုန်းတော့မဲမရခဲ့တဲ့ဟာတွေတဲ့ပုံလည်းပဲလူထောက်ကမှမရှိတဲ့ဟာတွေတဲ့အဲ့လိုကောင်းမှုတွေကယွင်းပွင့်ပြိုင်မှာဆိုပြောရောအဲ့တော့ပြောရရင်တော့အဲ့တော့နိုင်ငံရေးပါတီတွေနေတယ်အဲ့ဒီကျန်တဲ့ဟိုနေဖုန်းလာပြောလဲပြောစရာပဲအဲ့ဒီနိုင်ငံရေးပါတီတွေကတော့နေဖုန်းလာပြောလဲပြောစရာပဲပြောလဲပြောစရာပဲနေဖုန်းလာလိုတနာယူကပြောလဲပြောစရာဖြစ်နေတယ်တော်တယ်အဲ့တနာယူပြောတာကိုခံရတယ်ဘัวရောက်နေတာပြန်ကြည့်ပြန်တွေးကြည့်တနာယူပြောတာကိုခံရတယ်ဘัวရောက်နေတယ်ဘာလို့လဲဆိုတော့ဒီရှင်းသမျှပါတီတွေကတော့ဘလောက်ပဲမဲဆွဲဖို့ကြိုးစားကြိုးစားတော့ မီဒီယာနဲ့ friendly ဖြစ်ဖို့လူလူနဲ့ friendly ဖြစ်ဖို့ကဘယ်အချိန်မှဆိုရွေးကောက်ပွဲနဲ့နေမှထလို့တာလူလူကြားတဲ့ကိုစိတ်ဝင်ပြတ်နဲ့မနေထိုင်ဘူးအာသူတို့သူတို့ရဲ့ party uniform ဝတ်စုံကိုတော့လူလူကြားထဲမှာစိတ်ဝင်ပြတ်နဲ့မလုပ်နိုင်ဘူး marketing strategy အားနဲ့လားဒါမှမဟုတ်ဟိုလူမိတ်ကြပဲလို့လို့ဘလို့ဆောင်တော့ကြော်နာမလို့ရှင်လို့ကိုမရဘူးမရောက်ကြတော့တာအမှန်တရားအဲ့တော့မဲတကယ်မဲထဲဟိလေဆိုအကုန်ရှုံးတာပဲအကုန်ခွက်ခွက်လန်ရှုံးခွက်ခွက်လန်ရှုံးကြတာရှုံးကြပြီးတော့ဟိုဘာမှမဟုတ်ဘူးအဲ့တော့ ဘာကြောင့်အဲ့ဒါဘာကြောင့်လဲဆိုတော့လူလူကဒီနိုင်ငံရေးပါတီအကုန်လုံးပေါ်မှာယုံကြည်မှုမရှိဘူးယုံကြည်မှုမရှိအဲ့ဒီနိုင်ငံရေးပါတီခေါင်းဆောင်လေးမရှိဘူးနော်အဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေဘက်မှာကနော်မင်းတို့ရဲ့နော်အာစစ်ဘူးချော့တွေမင်းတို့ရဲ့ခွေးတသက်တွေအကုန်လုံးလဲဘဲပီသူလူထုကမှာအားမပြေဘူးနော်ထောက်ကလည်းမထောက်ခံတော့ပါဘူးနော်ဆိုတော့ဒီမဲကိစ္စနဲ့ပတ်သက်ပြီးမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှာတော့เนาะ ဒီဘောမရီဖက်ကကြည့်လို့ရှင်လေသူတို့အချင်းချင်းတမတောင်းနေတယောက်တိုက်ခိုင်းနေကြတာချင်းချင်းတမပြောင်းနေကြပြီเนาะဆိုတော့ကဲစောင့်ကြည့်ကြတာပေါ့ဘယ်လိုအချင်းတွေမျိုးဖြစ်လာမလဲเนาะဟုတ်ပါပြီเนาะအဲဒီတဲ့ရင်တွေနဲ့ပတ်သက်ပြီးမှာပလေးတဂျာမင်တုံးတစ်ချက်လေးတွေကို comment မှာရေးပြကြပါအပြီးအဆုံးထိကြည့်စုပြီးတော့ရောက်စီတာအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တဲ့ရင်တလေးတွေနဲ့ပြန်ဆောင်ကြရအောင်เนาะ